အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးတက္ကသိုလ်မောင်မောင်ကြီးရေးသားတော်လူအသေးလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရယ်ခင်ဗျာလူအသေးတော်ကြီးကောင်းကောင်းနိုင်မိုးတက်မုန်တိုင်းများဆင်နေရဲ့လျှက်တဲ့ဝင်ဝင်ထိတ်ရှုံးကမိုးရောလေရောအုံမှန်ရွာသွန်းနေစဉ်တွင် ရောက်နေသူက မျက်စိတငယ်အသေးတထိတ်ထိတ်ရင်တခုံခုံကြီးလန့်စားစားမေးခိုက်ခိုက်တုံလေရဲ့ဆူရွှဲသောကိုကိုမြကယူမဆိုင်နိုင် အထက်သို့မောကတစ်ပင်ကျိုးကြလာမည်လောတစ်ပင်ပင်လဲကြပြိလိမ့်မည်လောဟုလျှက်ရက်ပြတ်တိုင်းပြတ်တိုင်းဘိုးချိုထေချုံတိုင်းထေချုံတိုင်းစိုးရိမ်ပူပန်မိ၏မိုးကိုပင်လျင်တကိုးကြီးသောနမင်းဟုထင်မှတ်ခါ မိုးနမင်းရဲ့တိတ်ပါတော့ဟူ၍ပင်တောင်းမှန်ရှာသည် အခက်အလက်တိတ်ပတ်ချင်းထက်လျက်မှောင်မဲရီဝင်နေအောင်ပင်တိုင်းမှာကြီးတို့ဖြင့်ဖုံးအုပ်ထားသောတောနဲ့ကြီးတွင်သို့ရှင်နေမိလေတော်သူသည်လည်း အားငယ်မီတိုင်းကိုးကွယ်ရာကိုရှာကြံ၏ကြားဟိန်တံတောလျှောက်တံတို့ကိုကြားတိုင်းခေါင်းနှပန်းကြည့်လျက်အသေးစိမ့်၏တွေးရက်၏တောကြီးဝဲမိမိတက်တကိုးကြီးသူတို့အူအူရှိလိမ့်မည်ဟုအယူသေးကသူတို့အားတိုးရှို၏ပူဇော်တက္ကနာကိုတတ်အားသမျှတင်၏ရှင်လျားဝင်းလန့်သောကာလသူတို့တော်တွင်မြေတွင်အောင်းလျက်ရိုင်းဆိုင်နေသောကာလကမူဤသို့ဆိုွယ်ရှိတော်အံ့ တဝမ်းဝရုံတကူတဲ့လေးကိုထန့်လျက်မြားကိုဆွဲလျက်လှန်တန်ကိုဆွဲလျက်အမဲသားငါတို့ကိုလိုက်လံရှာဖွေရ၏တဝမ်းစာရှာဖွေ၍ရသောအခါ၌၎င်းဘေးဒုက္ခတခုခုဖြင့်တွေးကြုံရသောအခါ၌၎င်းမိုင်တွေရှာမိ၏အားငယ်ရှာ၏မိမိတဲ့တကူကြီးသောဒုဒူဦးကတောက်ရက်လေးပြီးဟုထင်ကားအမျိုးမျိုးပါတာရှာ၏ထိုသူတို့မညုံညင်ရလေ အမြန်နိုးဆုံးထားအပ်သောအတက်ကိုပင်စက်တရှာ၏အမဲစိန်ဆက်ကိုရလေသည်မဒစိမ့်တရံထံသို့ရှင်းကက်လာလေသည်တို့ကိုဖမ်းလျက်လေချောင်းသွေးဖြင့်စိတ်၌ဆွဲလန်းနေသူတကိုးချင်းအားကျေနပ်အောင်ပြု၏ထို့သူစိတ်ခုမီကိုစိုးရွံ့ထိတ်လန့်လေသည်ဤသို့ဖြင့်ကိုးကွယ်မှုသည် သူ့နယ်နှင့် သူ့မိယိုးဖလားတက်ဆင်းလာခဲ့ကြ၏ကဘာကြီးကတဖြည်းဖြည်းအသက်ရင်လာ၏ လူတို့သည်လည်းတဖြည်းဖြည်းအတိညာန်တိုးပွားလာကြ၏အစစရရာနေမှုထိုင်မှုစားမှုတောင်မှုစိတ်နှင့်စိတ်ထားတို့၌ယဉ်တန်လာကြကုန်၏ယဉ်ကျေးခဲ့ချေပြီအိန္ဒိယပြည်၌ဂေါရမရှင်တော်ဘုရားသည်ပွင့်လင်းခဲ့၏ဗုဒ္ဓသာသနာတော်ကြီးထွန်းလင်းခဲ့၏အရှေ့တိုင်းတစ်လွှာရှိတရုတ်ပြည်ဂျပန်ပြည်တို့တိုင်ပြန့်နှံ့ခဲ့၏ယူဒပြည်၌တခင်ယေရှုခရစ်ကိုဖားမြင်ပြီးလည်းအရွယ်ရောက်လာသောကာလလှည့်လည်၍ ကြီးလာသောတနာချင်းဂယုနာတော်ဖြင့်တပည့်တော်တို့ကိုကဲ့တင်ခဲ့၏။ယုံကြည်ကိုးစားသူတို့မြောင်များစွာစေကားခဲ့၏။အနောက်တလွာအင်္ဂလန်ပြည်တိုင်းနေကြခဲ့၏။နဂါပြည်၌မိုဟာမက်အရှင်သည်ဒေသနာတော်တို့ကိုပြည့်ညတ်ခဲ့၏။တတဝေမတိန်လိုင်းနာသူတို့ဖြင့်ပြည့်ညတ်ခဲ့၏။ကိုးကွက်သူတို့သည်ဓာတ်လုတ်ကိုဝင့်လျက်ဒုံဆိုင်အပ်သော မြင်းတို့၏ခွာအောက်မှမလိုက်နာမယုံကြည်သောတိုင်းပြည်တို့ကိုညှို့စေလျက် အနောက်သို့မော်စကိုကိုတိုင်းအရှေ့သို့အိန္ဒိယပြည်ကိုတိုင်းတာသနာပြုခဲ့၏ကဘာပေါ်၌ဖျားအဆူဆူပွင့်ခဲ့ကြ၏ဘာသာအသေးသေးပေါ်ပေါက်ခဲ့၏ယခုခေတ်သို့ကူခဲ့ပြီကိုကွယ်မှုသည် ဖွားကစားကလေးဤတွေ့တာ၌ရိုးတွင်ရှိစီထိအောင်ဆွေမြဲပါလာ၏မိဘဆွေမျိုးတို့ကိုကွယ်သောဘာသာတွင်း၌ကြီးပြင်းလာ၏မိမိလည်းထိုဘာသာဝင်ဖြစ်လာတော်သည်ရပန်ရက အရှားဘာသာတို့ကို အမြင်ကပ်၏ ရှုပ်ရှား၏စော်ကားတတ်၏မိမိကိုးကွယ်သောဘာသာနာအယူသီးလေလေအခြားဘာသာကိုရှုပ်ရှားလေလေဖြစ်၏နေထွက်စနန္ဒခင်းဝယ်လန်းလန်းဆွင်ဆွင်ပွင့်နေသောနှင်းစီပန်းကြီးကိုတွေ့လျင်ခရိယဘာသာဝင်တို့သည်ဖျားသခင်၏ဂုံကျေးသူတော်ကိုလေးလေးနက်နက်ရှိကျူးလေသည်ဗုဒ္ဓဘာသာဝင်တို့ကြားမိသွားပါကပြုံးယောင်ယောင်ဖြစ်သွားလိမ့်မည်သည်သူတရားတော်အရာအကြောင်းလေးပါဖြစ်သော ကံစိတ်ဥရုအာဟာရတာလည်းယင်ဗဒါနာဖြစ်ပေသည်ဖျားနှင့်လုံးဝမတက်ဆိုင် အယူဝါဒကကွဲပြားသည်သာကောင်းပြီဘာသာဝင်တို့သည်အခြားဘာသာဝင်တို့၏ကိုးကွယ်ယုံကြည်မှုကို အလေးကယူပြုက ထိုသူ၏မျက်စိဖြင့်ထိုသူဆွဲလန်းယုံကြည်တဲ့ကဲ့သို့ယုံယုံကြည်ကြည်ကြည့်ရှုပါက ထိုသူမြင်တဲ့ကဲ့သို့လာ၍မြင်ရပေလိမ့်မည်အဘယ်သို့လည်းယင်အယူဝါဒချင်းကွဲပြားတော့အံ့သည် ်ဘာသာဝင်တိုင်းမိမိတို့ဘာသာသည်မှန်ကန်ကြောင်းကိုအတည်လင်းဝန်ခံ၏တေပိသည့်နောက်ဖြစ်သောဘဝတည်း၌အေးချမ်းပျော်ရွှင်မှုကိုတန်တာကြ၏နိဗ္ဗာန်သို့မျက်မှောက်ပြု၏ကောင်းကင်ဘုံသို့အာယုံပြု၏ဖယားသခင်ထံမှသို့ခ ਾਇ ရဝဆင်းလာ၏အဘယ်ကြောင့်နည်းယခုဘဝ၌ဒုက္ခဖုံဖုံနှင့်တွေ့ကြုံခြင်းကြောင့်ဖြစ်သည်ဘာသာဝင်တိုင်းအကယ်ကိုပင် ထိုအေးချမ်းမှုကိုလိုလားပါသလိုအေးချမ်းလိုမကအေးချမ်းလည်းရဲ့ ပျော်လုံးမကပျော်ရွှင်လေလျင် ကြာလတ်တော်မပြင်းဤမငြိကွေပြီလောဤလောက၌ဒုက္ခတွေ့နေစဉ်တေခြင်းတော့အောင်စိတ်ညစ်တတ်၏ဒုက္ခကိုတွေ့ပြန်ကမူထို့သို့ဒုက္ခခံရခြင်းကထက်နှစ်ဆလောက်ပို၍ပျော်ရွှင်ကြသည် အပြောင်းလဲကလေးများရသည့်ဖြင့်နှစ်သက်တကြ၏ဆမြုပ်ပြန်တတ်ကြ၏ဒုက္ခမရှိသောနေရာ၌စီးစိမ်ခံစားရသောစားပြတ်သောအရာတာနှင့်မတူပြီလောစဉ်းစားကြရ ရွှေရောင်တင်းကြီးဖြင့်ဝင်းလက်နေသောဇေဒီတော်ကြီးကိုထီးတော်မှတာတာရရာနှဲ့နှဲ့တက်တက်ကလေးထွက်ပေါ်လာသောဆဲလဲတန်ကလေးတွေကိုနားဆရင်ဇေဒီတော်ကြီး၏ရှင်ရင်၌မျက်လွာကိုချလျက်လက်အဆောင်ကကြာညုံအတွင်ရှေကိုဥတည်လျက်ဖျားသူအာယုံပြုနေသောဗုဒ္ဓဘာသာဝင်တို့ကိုမြင်ရပုံမှာအသေးခိုက်အောင်စိတ်ကြည်နူးစရာတရေဖြစ်သည်လေးလေးစေးစေးတန်မြင့်တန်နှိမ်အတိုင်းအချက်အကျကျအဆက်မပြတ်တီးနေသောဖျားရှိကိုကြောင်းဆောင်မြင့်ထမ်းမှာ ခေါင်းလောင်းတံကိုနာခံရင် အစည်းအဝေးတွင်ဒုထောက်လက်စုပ်ခေါင်းကုန်းလည်းရဲ့ဖျားကိုအာယုံပြုနေသော ခရိယာဘာသာဝင်တဦးကိုမြင်ရပုံမှလည်းကြည်နူးရ၏နေဝင်လူဆဲဆဲဗလီမျောစင်ထက်မှကော်စောကလေးကိုခင်းလည်းရဲ့အနောက်ဘက်သို့မျက်နာမူကမိမိတို့ဘာသာအတိုင်းတန်နေတန်ထားအပြည့်ဝေးပြုရန်နှိုးဆော်လိုက်သောအတန်ကို နားထောင်ရင်းကြည်ညိုစိတ်ထက်သန်သော မျက်နှာသားနှင့်တဆစ်ဒူတုံနှစ်ဖူးမြေထီဥရှာနေသော မိုဟာမီဒင်ဘာသာဝင်ကိုမြင်ရပုံမှာလည်းကြည်နူးဖွယ်ရပင်လောက၌အဘယ်ဘာသာလျင်လူစိတ်ကိုမညွန်းနူးနောက်အောင်ရှိပင်အံ့နီဘာသာတရားဆိုရာ၌လည်းလူအတဲနှလုံးနှလုံးသားအတွင်၌ကိန်းအောင်သောယုံကြည်မှုပင်ဖြစ်ပေတော့တည်းဟုတ်ကဲ့ပါခင်ဗျာဆန်ရည်သူဆရာကြီးတက္ကသိုလ်မောင်မောင်ကြီးရေးသားသောလူအတဲလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့ ဆာရည်သူဆရာကြီးမောင်စိန်ဝင်းပတိကုံရေးသားတော်မြင်းပြိုင်တို့ဤစုံမှန်းလို့အမိရတဲ့ဝိတုတို့လေးကိုဖျားကြားတင်ဆက်ပေးကြပါရခင်ဗျာမြင်းပြိုင်တို့ဤစုံမှန်းအခန်းတိငိန်ရောင်းသောအနောက်တိုင်းတေဂီတာတန်တူတူပြန့်လွင်နေ၏အာယုံဆူဆိုင်မှုသာမရှိပါကဟိုးခဝေဝေမှတေးတန်တက်တဲဟုထင်ကြရာရှိပေမည်အခန်းကျဲကြီးတစ်ခုလုံးမှာဇပွဲတွေပြည့်လျက်ဇပွဲတစ်လုံးနဲ့တစ်လုံးကတိတ်မကွာလား အရှိတိုင်းအနောက်တိုင်းအစားအစာအစုံရနိုင်သည်ဟုနာမည်ကြီးသောစားတောက်ဆိုင်ခမကြီးတဲမှာနိုင်ငံသားတွေအများစုလာရောက်စားတောက်တတ်ကြသည်တို့ဒီမှာထိုင်ကြရအောင် MK ကျော့က သူ့ကိုကြည်ရင်ပြောသည် MK ကျော့သည်အသက်85နှစ်လောက်ရှိပြီဖြစ်တော်လေတောင်တင်းခိုင်မှာဖြက်လက်ဆဲဟုထင်ရ၏အသက်အရွယ်နှင့်နှိုင်းချင်မှာကကျမ်းမာရေးကောင်းပြီအသက်အရွယ်80ဟုပင်ထင်ရလောက်အောင်လှုပ်ရှားသွားလာနိုင်သေးသည် သူ့အဖိုးဤမိတ်ဆွေဖြစ်တဲ့ဖြင့်အန်ကဲဟုခေါ်ရန်မသင့်တော်လေ။သူနှင့်စကားပြောတိုင်းသူကအန်ကဲကားဟုပြောလေရှိတဲ့ဖြင့်အန်ကဲကျော်ဟု၍၎င်းအန်ကဲဟု၎င်းခေါ်ပြတော်သည်။မင်းဘာမှခြင်းသေးလေ။မိနူးကားကိုကြည့်ရင်အန်ကဲကျော်ကမေ၏။သူတို့နှင့်ကလည်းရဲ့ဇပွဲဝိုင်းစီ ဝေးဝိုင်းကြည့်မှတော့အန်ကဲကျော်ကိုမျက်နှာချင်းစုံလိုက်သည်။အန်ငယ်ကြိုက်တယ်လားမှားပါဗျာကျွန်တော်အတွက်ဘာမှအထွေထူးမလိုပါဘူးခပ်ပြုံးပြုံးနဲ့ပြန်ပြောလိုက်မိ၏ သူ့အဖိုးမှာ MK ကျော်နဲ့မတိမ်မရင်အသက်ရှိတော်လဲ MK ကျော်တို့ကျမရေးမကောင်းတဲ့ဖြင့်အဖိုးကိုစားဒီညသာကိုသူကလိုက်ပြီးဧကန်ကျိုးမွေးရခြင်းပင်နိုင်ငံသားမှာအလုသွားလို့ဆင်ကားပင် MK ကျော်တို့အိမ်ကိုအဝင်ထွက်ချပြီးသူ့နေ့ကရင်းနှီးကြောင်းဝင်ပြီးတာ MK ကျော်ကသူ့ကျိုင်းသည့်အစားအစာများကိုစပွဲထိုးလေးအားမှာကြားနေခြင်းမှာမျက်စောင်းတို့မြင်နေရတော့ကလေးရဲ့စပွဲစီတို့သူအကြည့်ရောက်နေ၏ ဂျပန်အဖိုးကြီးဖွားကြီးစုံတွေကိုအဲဝတ်စကားပြောနေသောကောင်မလေး၏နှုတ်ဖက်ဖြူညံ့နေသောမျက်နှာလေးက80ရာဂျပန်ဘာသာဖြင့်ပြောဆိုနေကြသဖြင့်ဘာတွေပြောနေမှန်းတော့သူမသိအဲလန်းညွမင်းကလေးဖြစ်နိုင်တယ်လို့သူကဲ့သို့ရင်းနှီးကျွမ်းဝင်သောမိတ်ဆွေလည်းဖြစ်နိုင်သည်ပဲမင်းအရင်ကမြကြီးနားကို ရောက်ဖူးလား MK ကျော်ကမြကြီးနားသွားရင်ဒီတစ်ခေါက်မြန်မာပြည်ရောက်လာခြင်းပဲရောက်တော့ရောက်ဖူးပါတယ် MK ဒါပေမဲ့မနှံ့ဆက်ပါဘူးတည်တည်ချာချာတော့မသိပါဘူးမြေကြီးနားနဲ့ပတ်သက်၍သူတည်တည်ချာချာမသိကြောင်းကြိုးပြီးပြောပြထားလိုက်မိသည်မြေကြီးနားတိုက်ပွဲကြောင်းရောမင်းကြားဘူးလားသူခေါင်းရမ်းပြလိုက်မိ၏ MK ကျော်ကဒုတိယကဘာစစ်ကြီးအတွင်းကမဟာမိတ်တပ်မှအမှုတန်းရင်မြန်မာပြည်စစ်မျက်နှာပြင်မှာကျင်လည်ခဲ့ဘူးသူသူ့အဖိုးက ICF ဝန်ထမ်းဖြစ်ခဲ့ပြီးရင်းနှီးခဲ့ကြသူတွေ ငါကမြေကြီးနားတိုက်ပွဲမှာကိုယ်တိုင်ပါဝင်ခဲ့ဘူးတာကွာမြေကြီးနားတိုက်ပွဲအကြောင်းမင်းကိုပြောပြမယ်မင်းစိတ်ဝင်စားမလားပြောပါအန်ကေစိတ်ဝင်စားပါလေအန်ကေကျော်ကလည်းเจ้าကိုရှင်းသည်ပြီးတော့စကားဆ ãi ဒီလိုကွာမြေကြီးနားကမင်းတို့မြန်မာပြည်ရဲ့မြောက်ပိုင်းမြေရထားတန်းဆုံးကွာရန်ကုန်မန္တလေးနဲ့ဓာတ်ရိုက်ဆက်သွယ်တဲ့လမ်းကြောင်းပြီးတော့လေရင်ကွင်းကလည်းရှိနေသေးတော့စီရေးအရာအရေးကြီးတယ်လို့ငါတို့ရဲ့ဘိုးချုပ် ဂျင်နရယ်စတီးဝပ်ကယူဆတယ်။မြေကြီးနားကိုသာတိမ့်ပိုင်နိုင်ခဲ့ရင်ဂျပန်တွေမြန်မာပြည်မြောက်ပိုင်းကိုအခြေစိုက်ထားတာပြိုကွဲသွားနိုင်တယ်။ပြီးတော့မဟာမိတ်တွေကတရုတ်ပြည်ကိုပို့ပြီးနီနီကက်ကက်ထောက်ပံ့နိုင်မယ်ကွ။နောက်တစ်ခုကလည်းလားချိုးနဲ့ဆက်ထားတဲ့လမ်းကြောင်းပိတ်ထားတာကိုပြန်ပြီးဖွင့်လာနိုင်မယ်လေ။ဒါကြောင့်မြေကြီးနားကိုတိုက်ဖို့ကတိတ်အရေးကြီးတယ်ကွ။ MK ကျော်ဤမျက်နှာမှာဟိုးနှစ်ပေါင်းများစွာကိုပြန်ပြီးအောင်းမိတတိယနေတယ်လို့ခန်းနေ 1944ခုမေလဆန်းမှာအမေရိကန်စစ်သား1400လောက်နဲ့တရုတ်တပ်နဲ့တပ်ကရှင်တိုင်းရင်းသားတွေရဲ့အကူအညီနဲ့တောင်ကုန်းတွေတောတောင်တွေကိုခဲရခဲစစ်ဖျက်ပြီးမြမြေကြီးနားစီကိုဥတည်ပြီးငါတို့ရှစ်တက်လာခဲ့ကြတာပေါ့ဂျပန်တွေကခဲရခဲစစ်တောတောင်တွေကိုဖျက်ကျော်ပြီးလာမယ်လို့ဘယ်လိုလို့ထင်ထားပါမလဲကွာဒါကြောင့်ဒီကောင်တွေ အငိုက်မိခံလိုက်ရတာပေါ့ဂျပန်တွေကထိမထားဘူးပေါ့ဟုတ်တယ် မထင်ထားဘဲနဲ့မေလ18ရက်နေ့မှာငါတို့ကမြေကြီးနားလေစိတ်ကိုဝင်သိမ်းလိုက်တယ်လေမျိုးကိုဆက်မသိမ်းဘူးလားအန်တယ်ဟာဘယ်နေမလဲနောက်နေ့ကျတော့တရုတ်တက်တွေရယ်ကရှင်တိုင်းရင်းသားတွေရယ်မဟာမိတ်တက်တွေရယ်အင်အား၄000လောက်နဲ့မြေကြီးနားကိုတဲတဲမဲမဲဝင်တိုက်တော့တာပေါ့ဂျပန်ဘက်ကအင်အားကရောဘလောက်များများရှိတယ်လဲအန်ကေစပီတိုက်တဲ့အချိန်မှာဂျပန်ဘက်ကအင်အား900လောက်ပဲရှိလိမ့်မယ်ကွာဒါပေမဲ့ ဂျပန်တွေကရိုးရိုးချုံချုံခုခံတော့တိုက်ပွဲကချက်ချင်းနိုင်ပိုင်းအတွင်းမပြတ်ဆဲဘူးပေါ့တဖက်နဲ့တဖက်အခြေအနေစိုးတက်တက်ဆိုးလာပြီမဲ့ဘသူဘသူမှအနိုင်မတိုက်နိုင်ရဘူးဒီလိုနဲ့ဒုဘက်ကိုလေရင်နဲ့လေရင်ကွင်းအရောက်စစ်ဘူတပ်တွေထပ်ဖြည့်ပေးတယ်လို့ဂျပန်ဘက်ကလည်းတဖက်ကန်းကဂျပန်စစ်ကူတွေတပွဲပွဲရောက်လာတော့တာပဲနောက်ဆုံးဂျပန်ဘက်မှာအင်အား3500ကျော်လောက်ရှိလာတယ်ကွာဒုဘက်မှာလည်းအင်အား3000ကျော်လောက်ထိရှိတယ် ဟာအင်အားချင်းကဆယ်သာနီးပါးလောက်တော့ကွာတာပဲသူ့စကားကြောင့်အန်ကယ်ကြော့ပြုံးသည်ဂျပန်တွေကတကယ်တက်တိကောင်းတယ်ဟိအင်အားမမြပေမဲ့ဇွဲတော်မလျှော့ဘူးမဟာမိတ်တွေကြာဆုံးလိုက်တာဘယ်နဲ့လိမ့်မလဲဒဏ်ရာရတဲ့သူတွေကိုဒေါက်တာစီကိုရီနဲ့ဒူနာပြုတ်အဖွဲ့တွေကလာရောက်ပြီးဂျပန်ကြီးတန်းတွေကြားမှာလိုက်ကောက်တဲပြုစုလိုက်လို့ရတာပေါ့ဂျပန်အတွက်တိုက်ပွဲကမပြတ်ဘူးပေါ့ဟာ ဘယ်ရက်ပိုင်းဟုတ်လိမ့်မလဲကွာတလားလောက်အတွင်းမှာတော့မပြတ်ဘူးဇူလိုင်လကုန်လောက်ရောက်မှမဟာမိတ်တွေကတစားနဲ့တစားအตาရလာခဲ့တာကွာဇူလိုင်လဒီတက်ရတော့ဟုတ်လားအန်လေဟုတ်တယ်အောက်ကုတ်လ3ရက်နေရောက်မှဂျပန်တွေကအေယာဝတီမြစ်ကိုဖျက်ကူးပြီးဆုတ်ပေးလိုက်တာကွာတော်တော်တိုက်ယူခဲ့ရတာပဲနော်အေးအဲ့ဒီစစ်ပွဲမှာကြာဆုံးသွားတဲ့မဟာမိတ်ဥယျာဉ်စင်ရင်က9000ကျော်တယ်ကွာဂျပန်ဘက်မှာ3000ကျော်ကျော်ကြာဆုံးပြီး900ကျော်လွတ်မြောက်သွားတယ် မြကြီးနာတဝိုက်မှာအလောင်းကြီးဆိုတာမြင်မကောင်းရှုမကောင်းပေါ့ကွာမြကြီးနာမျိုးကိုရလိုက်ပြီမဲလူတွေအများကြီးစတဲ့လိုက်ရတာပေါ့နော်အန်ကယ်ဒါဘောကွာဒီတိုက်ပွဲမှာငါတို့မဟာမိတ်တွေအနိုင်ရလိုက်ပြီမဲတကယ်တမ်းချီးကျူးတရားမဟုတ်ပါဘူးကိုထက်အင်အားအလွန်နေတဲ့ဂျပန်တွေရဲ့ဇွဲနဲ့တိုက်ရိုက်ခိုက်ရေရဲစွမ်းတက်တိကိုပဲတကယ်တမ်းချီးကျူးကြရမှာကွာအမေရိကန်လူမျိုးတို့ကရန်သူဖြစ်သောဂျပန်ကိုချီးကျူးစကားဆိုလာတဲ့ဖြင့်သူအတော်အံ့ဩသွားမိသည် MK ကျော်ဤမျက်နှာကိုသူစူးစား၍ကြည်လိုက်မိ။ဘာလဲကွာ။ငါဒီလိုပြောလိုက်တော့မင်းအံ့ဩသွားတာလား။သူစကားမပြတ်မိပဲပြုံးနေလိုက်မိသည်။မိတ်ဆွေတွေပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်ညံ့နာကိုညံ့တယ်လို့ပြောရရမယ်ကွာ။ရန်သူပဲဖြစ်ဖြစ်ကိုနဲ့သဘောထားမတိုက်ဆိုင်တဲ့သူပဲဖြစ်ဖြစ်တော်တာကောင်းတာတွေ့ရင်တော်တယ်ကောင်းတယ်ဆိုတာချီးကျူးရရမှာပေါ့ကွာ။သူကလေးစားစွာခေါင်းငိမ့်ပြလိုက်မိသည်။တစိမ့်လောက် မမျော်လင့်မဲကြားလိုက်ရသောအထံကြောင့်သူရော MK ကြော့ပါလှဲ့ကြည့်မိ၏အခန်းတော်ကက်လက်ရဲ့ဇပွဲဝိုင်းမှာဂျပန်အဖိုးကြီးသူတို့စီ၆လာတာတွေ့ရသည်ဂျပန်အဖိုးကြီးနှုတ်မှထွက်လာသည့်အထံကတုံခါလှိုင်းမောနေသလိုပဲအနားရောက်လာတော့ဂျပန်အဖိုးကြီးကနှုတ်မှခွင်တောင်းစကားကိုထပ်မံပြောရင်လက်ကိုကမ်းသည် MK ကြော့ကရုတ်တရက်ထားရလိုက်ခါဂျပန်အဖိုးကြီးကမ်းပြီးတော့လက်ကိုဆွဲရင်းနှုတ်ဆက်လာ၏ သူလည်းထားရရင် အဖိုးကြီးနှစ်ယောက်ကိုစူးစိုက်ကြည့်နေမိသည် ကျွန်တော်နာမည်ကမစ္စတာဂျော့စတီဗင်ဆင်ပါစောစောကခမည်းတော်စကားဝိုင်းကစကားတွေကိုသုံးသစကြားရပါတယ်ညီကြီးနာတိုက်ပွဲအကြောင်းမှန်သိလို့စိတ်ဝင်စားနားထောင်မိပါတယ်ဟုတ်ပါတယ်ညီကြီးနာတိုက်ပွဲအကြောင်းပြောပြနေတာပါမစ္စတာယိုရှိတာသည်အင်္ဂလိပ်စကားကိုကြမ်းကျင်စွာပြတ်တတ်တော်လဲဂျပန်လေယူလေသိန်းကိုသူနားဆိုင်၍ထောင်နေရသည်ဘာဖြစ်လို့လဲခမည်းဟုတ်အန်ကယ်ကျော့ကမေးလိုက်၏ ။အော်မြကြီးနာတိုက်ပွဲမှာတော့ကကျွန်တော်လည်းပါခဲ့တယ်မစ္စတာဂျော့။ခမည်းနောက်ဆုံးပြောလိုက်တဲ့စကားကြောင့်ကျွန်တော်ခမည်းကိုထားပြီးနှုတ်မဆက်ပဲမနေနိုင်အောင်ဖြစ်သွားရတာပါ။ဒီတိုက်ပွဲမှာမဟာမိတ်တွေနိုင်လိုက်တယ်ဆိုပေမဲ့ချီးကျူးစရာမဟုတ်ပါဘူး။အင်အားနည်းနည်းလေးနဲ့တတိပြောင်ပြောင်စွာခုခံနိုင်ခဲ့တဲ့ဂျပန်တွေကိုသာချီးကျူးရမယ်လို့ခမည်းပြောလိုက်တယ်လေ။ရန်သူဖြစ်ဖြစ်ဘာဖြစ်ဖြစ်ချီးကျူးစရာချင်းချီးကျူးရမယ်ဆိုတဲ့ခမည်းရဲ့စိတ်ကိုသဘောကျလုံးလို့ပါ။ ဒါသဘောထားအမှန်ပါပဲမစ္စတာယိုရှိတာတိုက်တိုက်ဆိုင်ဆိုင်ပါပဲကျွန်တော်တို့ဆင်းပြေပြင်မှာဆုံမျိုးကြပြီမသေးပဲအခုလိုပြန်တွေ့ရတာဝမ်းသာပါနဲ့ဗျာကျွန်တော်လည်းမြေကြီးနားကိုအယိုးကောက်သွားဖို့ရောက်လာတာပဲကျွန်တော်လည်းမြေကြီးနားကိုသွားကျင်လို့ဒီတစ်ခေါက်ရောက်လာခဲ့တာအေးဗျာအရင်ကတိုက်ပွဲမှာဆုံခဲ့ရတဲ့ရန်သူတွေအခုတော့သပွဲဝိုင်းတစ်ခုတည်းမှာဆုံနိုင်ကြတဲ့မိတ်ဆွေတွေဖြစ်အောင်လို့ကျွန်တော်တို့ဝိုင်းမှာလာထိုင်စေခြင်းနဲ့ဗျာ မစ္စတာယိုရှိဒါကလှိုင်းလိုက်လေလေဖိတ်ခေါ်လိုက်ဤ MK ကျော်ကသူ့မျက်နှာကိုလှမ်းကြည့်ရင်ငါတို့ဝိုင်းပြောင်းပြီးစကားပြောကြရအောင်ကွာအင်းတချိန်တော့ကတော့ရန်သူတွေပေါ့အခုတော့မိတ်ဆွေတွေပေါ့ကွာတိတ်ကောင်းတဲ့အစီအစဉ်ပါပဲအန်ကေဟိုတုန်းကကြည်ချံတွေနဲ့စကားပြောခဲ့ကြဘူးသူနှစ်ဦးအခုတော့အတဲနှလုံးတွေနဲ့စကားပြောခွင့်ရတာကျွန်တော်အရင်ကြည့်နိုးမိပါတယ်မစ္စတာယိုရှိဒါကသူစကားကိုသဘောကျသွားပြောပြီး သူပကုံးပေါ်လက်တင်လိုက်ရင်လှုပ်ရမ်းလိုက်သည်ခဏလေးအတွင်းမှာသူတို့ဒဇပွဲဝိုင်းနေထိုင်လိုက်မိပါလေတော့ဤရုပ်မဂဇင်2009ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့တယ်ဆရာကြီးမောင်စိန်ဝင်းပတိကုံရေးတာတော့ကရမတ်ပင်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာကရမတ်ပင်အခန်းတည်းရဲရင်ချင်းရဲ့အထိတ်အမှတ် မြင့်မြတ်ရှင်ရဲ့တင်ကေတာဟာပန်းကလေးတစ်ပွင့်ပွင့်နေတာပါပဲအခန်းနဲ့ဘလောက်ကြပြဆန်လိုက်ပါတလဲစင်သာရင်အဘကိုလွမ်းလွမ်းဆွဆွတတိယလိုက်မိသည်လေးတန်းမဲ့ပညာတတ်တဲ့ကျွန်တော်အဘထံမှဒီလိုစကားမျိုးကြားရတာငယ်တုန်းကတော့အလေးအနက်မထားခဲ့မိကြီးလာမှတန်ဖိုးထားရကောင်းမှန်းနားလည်ခဲ့သည်ဘသူကငါ့ကိုမုံမုံဂယုမဆိုင်ဘူးအမှန်တရားကိုပဲဂယုဆိုင်တယ် ်ငါကသူများကိုမုံမိမှာကိုပဲခယူဆိုင်တယ်ဒီစကားပြောတော့ကလည်းအဘကသူများတွေနားမလဲတဲ့စကားမျိုးပြောနေတာပဲဟုငငယ်ကတွေးခဲ့ဘူးသည်ဖိတ်ဖိတ်လက်နေတော့ကျုံးစပွဲကြီးကိုခေါင်းကုန်ကြည့်နေတော့အဘမျက်နှာကိုမြင်နေရတယ်လို့လို့ပြောင်လက်ပြီးအကွက်တွေထနေတော့စပွဲမျက်နှာပြင်မှာအဘဤစူးရှားသည့်မျက်ဝန်းကအရိတ်ထင်နေတယ်လို့မုံနေသည့်ခေါင်းကိုပြတ်မှတ်ရင်ဆက်စိတ်ဖြင့်လက်ပြာကငယ်ချင်းပြန်သည် အခန်းတော်ဒီကျွန်းစပွဲကြီးကျွန်တော်အခန်းကိုရောက်လာပြီးမှတွေးသူတိုင်းကတန်အန်တော်ဖြစ်ကြသည်အလျား၅ဘေခန့်အနံ၃ဘေခန့်အထူရှိလမခန့်ရှိသောကျွန်းတော်ပြင်ကျကြီးကဘေးအနာတတို့၌တဘာဝအတိုင်းအတွန့်အတက်အရှာယဝန်းတွေနဲ့ခံ냐ထဲဝါနေ၏ဒါကြီးခမရဘလို့ရတာလဲဗျာဒီကောင်အနည်းဆုံးအနှစ်တစ်ထောင်မကဘူးဗျအလွန်ကြီးတဲ့ကျွန်းပင်ကြီးပဲ။ တခါတော့ကတတော်ဘွဲရတငယ်ချင်းလာခြင်းကကျောစပွဲကြီးကိုအသေးရှာလေ့လာကြည့်ရင်ပြောသည်ကျွန်တော်အဖရဲ့အမွေအပြအဖကအဲ့ဒီကျုံးကုတ်တို့ကြီးကိုခဲရခဲစေအရင်ရောက်တယ်လာခဲ့တာဗျလွန်ခဲ့တဲ့နှစ်90လောက်ကနေပါဘို့တတော်မတငယ်ချင်းကကျွန်တော်အဖဘလို့တည်ရလာရတာကိုသူစိတ်မဝင်စားဒီလောက်နှစ်ရင့်ပြီးကြီးမားတဲ့ကျုံးပင်ကြီးပေါက်ရောက်ရာတောဤတရားနေသားကိုသာစိတ်ဝင်စားကျွန်တော်ကိုမေးသည်တနေ့မှာတော့ ။ချင်းရောင်းပစ္စည်းအယောင်ဆိုင်ဖွင့်ပြီးကြီးပွားချမ်းသာနေသောတငယ်ချင်းရောက်လာ၏။ဟာတငယ်ချင်းဘဲကလှည့်လာတာလေ။မင်းစီကိုတမင်လာတာလေ။ခြံကားများဖွင့်ရင်နှုတ်ဆက်သည်။ကားကိုရက်ပြီးကားပေါ်မှတငယ်ချင်းကဆင်းလာ၏။ခင်မောင်သားနဲ့ညကတွေ့တယ်။ဟိုတနေ့ကတော့ငါအင်ရောက်လာသေးတယ်လေ။သူကကောင်းကျင့်သည်ခင်မောင်တန်းဆိုတာကျွန်းစပွဲကြီးကိုတန်းအန်တော်စိတ်ဝင်စားသွားသည့်တက်တော်ပွဲရတငယ်ချင်းပင် ဒီကောင်ပြောလို့ငါလာတာဘာလဲကွမင်းကျွန်းစပွဲကြီးကိုငါကြည့်ချင်လို့မင်းကလည်းနောက်နေပြန်ပြီမနောက်ပါဘူးဒါငါအလုပ်ပဲအိမ်မော်တလန်းရင်ပြောသည်သူပြောလိုက်စင်ပါပင်သူကခြေဟောင်းပစ္စည်းတွေနဲ့အလုပ်လုပ်နေသူပဲဟုအတွေ့ကဝင်ရောက်လာသည်အဲကန်းနဲ့ရောက်တော့သူမထိုင်နိုင်သေးကျွန်တော်စပွဲကြီးကိုအသေးစားလက်ပတ်၍ကြည့်နေသည်အံဩစရာပဲကွဒီလောက်ကြီးတဲ့ကျောပြားကြီးကို အတော်လေထူတာပဲကွလွှမ်းဆက်တွေဘာတွေနဲ့ခွဲရရင်နှစ်ခုသုံးခုအတားလေးပဲငါကဓာတ်နဲ့ရွေးပြီးဒီတော့အထူပဲယူထားတာခေမောင်တန်းပြောတယ်ဒီကျုံးကနှစ်တထောင်ထက်မနည်းဘူးတဲ့ငါကလည်းပြောသွားတယ်မင်းရောက်မလားတကယ်ချင်း မရောက်ပါဘူးကွာငါအဖရဲ့ပစ္စည်းပဲငါအလုံးမင်းသိပါတယ်ဒါမျိုးဆိုနိုင်ငံခြားသားတွေအရင်မျက်စိကြမှာကွာမင်းလုံးဝကိုမတွေးထားတဲ့ဈေးမျိုးရအောင်ငါပေးနိုင်တယ်မင်းဘယ်လိုလဲ သူ့စကားကိုချက်ချင်းသဘောပေါက်လိုက်သည်အ ਨੇ ဆုံးကွာဆိုပြီးသူကရာကနန်းတစ်ခုရွတ်ပြတော့တကယ်ပင်မမောစရာပင်ဘာလို့မှလဲကွာရောင်းလိုက်ပေါ့ရားတဲ့ငွေကိုတခြားနေရာတုံးနိုင်တာပေါ့မဟုတ်ဘူးလားမရောင်းရဘူးကွာဒါပေမဲ့မင်းပြောတဲ့ဈေးကိုငါစိတ်ဝင်စားတာလေအမှန်ပဲဒီလိုလို့ကွာမင်းငါစီဖုံးဆက်လိုက်တငယ်ချင်းကအကွက်လလအယောင်ပြေးနေတော့ကျွန်းစပွဲမျက်နှာပြင်ကိုငုံကြည့်ရင်ပြောသည်အေးကွာငါစဉ်းစားမယ် ရှန်နေစင်ပြီးတငယ်ချင်းကိုကားစီလိုက်ဖို့ဤကားထွက်သွားပြီးရှန်နကားပြန်ပိတ်ခါဧကန်းနဲ့ပြန်ထိုင်သည်အခန်းလေးထင်းတော်ကိုသွားရင်တောနဲ့နဲ့မှာဒီကျုံးငုတ်တို့ကြီးကိုအဖားတွေ့သည် အပင်ရင်းမှာအမျက်စုံကြီးတွေအမြောင်မြောင်ထနေတဲ့ဖြင့်ရှန်သားကအပေါ်ပိုင်းကိုသာဖြတ်ပြီးတက်ဆိုင်ရာကတဲယူသွားခဲ့ဟန်တူသည်တောထဲမှာရွာတရွာရောက်အောင်အဖားသွားပြီးရွာမလူကြီးကို အကူညီတောင်းသည်ရွာသားတော်တော်များများ ျုံငုတ်တို့ကြီးစီရောက်လာကြပြီဖြတ်တော့ခါကျွဲလဲပေါ်တင်ရန်ကြိုးစား၏ကျုံငုတ်တို့ကြီးကလေးလွန်းသဖြင့်လဲပေါ်တင်ဖို့အခက်အခဲရှိနေသည်ကျုံငုတ်တို့ရှိသည့်နေရာအထိမြေကြီးကိုဆင်းကျလျောတူးကလဲကိုနောက်ပြန်တွန်းချသည်လဲနှင့်ကျုံတုံးကြီးအနေတော်အထိမြေကိုတူးထားသောကြောင့်ကျုံတုံးကြီးကိုလိမ့်ကြုံဖြင့်လဲပေါ်ရောက်သည်ပြီးမှလဲကိုကျွဲနှင့်ယုံးစီပြီးရွာသားတွေကလဲဘိန်းကိုဝိုင်းတွန်းကား ်စင်ကြေလျော အတက်ကို ပြန်တက်စေရ၏ဒီလိုနဲ့ခက်ခက်ခဲခဲကျုံတုံးကြီးအိမ်ကိုရောက်လာခဲ့သည်အဘကဘာစိတ်ကူးနဲ့ဒီကျုံတုံးကြီးကိုတဲလာတာဘသူမှမသိအဘနဲ့ပါလာကြတော့သူ့တူတွေကလည်းမမေ့ရဲ့အလဲဟတ်တတ်တော့ဒီအထိဒုက္ခခံပြီးတဲလာမည်မဟုတ်ဟုနားလည်ကြသည်အိမ်ရောက်တော့ကျုံတုံးကြီးကိုအပြားဖြစ်အောင်ဓာအဖြစ်ရွေစေသည် သုံးပေကမြင့်တော့အလွန်ကြီးမားသောကျုံပြားမျက်စုံကြီးဖြစ်လာသည် ဒီအချိန်ကကျွန်တော်တို့ရွာမှာရေကချားသည်တရွာလုံးမှာမှရေအောင်သည့်တွင်ကနှစ်တွင်းသုံးတွင်းသာရှိသည်အဖရေတွင်ကရေအအောင်ဆုံးမှုနောက်ဆုံးတရွာလုံးအဖချမ်းမှရေတွင်ကိုသာအားထားကြရသည်အဖကသူ့ကျွန်းပြအမျက်ဆောင်ကြီးကို ရေတွင်ပေးမှနေရာချလိုက်၏ရေချိုးသူအဝဲ့ချော်သူရွာသူရသားတွေအတွက်အဖကျွန်းပြအမျက်ဆောင်ကြီးမှအလွန်အတုံးတဲ့သွားတော့၏တရွာလုံးကအဖကိုကျေးဇူးတင်လို့မဆုံး ကျွန်တော်တို့ကြည်လာတော့ရွာမှာဆက်ရည်တွင်တွေအိမ်တိုင်းလိုလိုရှိလာပြီမို့အဘရည်တွင်ကိုရွာသားတွေလာကြရမလို့တော့အဘဤကျုံတုံးကြီးတွေလည်းအတုံးပြူရမလို့တော့အပိုပစ္စည်းတစ်ခုလိုဖြစ်လာသည်ရွာကိုကျွန်တော်ရောက်ရင်မြေကြီးထဲမှာတဝက်လောက်ရောက်နေပြီဖြစ်သည်ဒီကျုံတုံးကြီးကိုကြည့်ရင်စပွဲလုံးကိုစိတ်ကူးရလာ၏ဒီလိုနဲ့အဘကျုံတုံးကြီးတီအခွေလျှော်ရေချိုအတုံးခံဘဝမှာကျွန်တော်လက်ထက်တွင်စပွဲကြီးဖြစ်သွားလေတော့၏ ကျုံစပွဲကြီးကိုမေးရင်အတွေးကအတိတ်ကိုရောက်သည်အဘအကြောင်းတွေးတော့ချင်ပါပင်ဖြက်ခနဲ့စဉ်းစားလိုက်မိတာတခုကလူကိုတုံလို့သွားစေရသည် ကြည်စံအဘကဒီကျုံတုံးကြီးကို သူ့ကိုယ်ပိုင်အတွက်ခက်ခက်ခဲခဲတဲပိုးလာခဲ့တာမှမဟုတ်ပဲရွာသူရွာသားတွေအတွက်အများအတွက်အတုံးချခဲ့တာပဲငါကငါအတွက်ငါဧခန်းနဲ့အတွက်ဒီအတွေးကပဲကျုံစပွဲကြီးကိုကြည်ရင်ချက်စိတ်ဝင်လာတယ်လို့ ရောင်းတာရောင်းလိုက်မိရင်တော့ကျွန်တော်ဆက်မတွေ့ရတော့ပါလက်ပြငယ်စိတ်ကအရာရာကိုရှောက်လန့်နေတယ်လို့ပါပဲအခန်းကအဘဤတန်ဖိုးရှိသောစကားတို့ကို နားမပြန်လည်၍ကြားရောင်ပြန်သည်တစ်ပင်နေသိရင်ထင်းဖြစ်တာပဲကွကာရမတ်ပေသိရင်တော့သေးမှမှွေပြီးပိုပြီးတန်ဖိုးရှိတာလေလူဆိုတာကလမတ်ပင်လို့မသေးခင်အရိပ်ပေပြီးသိရင်မှွေဖို့တန်ဖိုးရှိဖို့အရေးကြီးတယ် ကျွန်တော်ဒီထင်းဖြစ်သွားမည်တစ်ပင်ဖြစ်နေပြီလားကျွန်တော်ကြိုက်လုံးသဖြင့်မှတ်စုမှာကုထားကအဘအစကားကိုကျွန်တော်ဖောက်ဖောက်ယူမိပြန်သည်ပွင့်နေသည်များပန်းမှမဟုတ်ပဲကျွေသည်များလည်းမချုံခဲ့ပါဘူးတဲ့အသက်69နှစ်မှာဆုံးမသွားသောအဘဦးမောင်တို့အမှတ်တရမောင်စိန်ဝင်းပဒီကုံဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့ပါချိန်ပေပေဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မောင်နှမများအလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ